ောက်ဆုံးမရဲ့ idea ကိုတော့ကြည်လိုက်နော်အဲအရင်အဲ့ဒါအဲ့ဒါတော့တကယ်နောက်ဆုံးမရဲ့ရီးကြမလားမသိပါဘူးနောက်ဆုံးမ idea လေးကချစ်လဲချစ်စရာကိုကိုတော့ချစ်တယ်လေအဲ့လေမင်းပုံတင်ပေးတာပဲအဲသူသူကြောင့်မဲသူကအဲ့နေရာမှာဒီ idea လေးကိုသူလေးလှုပ်သွားဆိုပြီးတော့ပြောလိုက်လို့အဲ့ idea လေးကိုလှုပ်ဖြစ်တာပြီးတော့အဲ့ idea ကလည်းတော်တော်မလှုပ်ဖြစ်တဲ့ idea မျိုးအဲ့လေးကနောက်ဆုံးအခန်းမှာကြည့်ကြည့်မိုးနောင်ကိုနှိမ့်ဆက်တဲ့အခါမှာကွယ်ပြောကြမျက်စံကြီးကိုလည်းဆဲကြတာပေါ့အမှန်တကယ်တော့အဲ့မျက်စံကြီးကသူက သူ character ကသူ ਆ ဒီဟိုအရန်ကောင်းတယ်အရန်အေးတယ်ဒါပေမဲ့သူဒီလိုမျိုးလက်စားသူစိတ်ကလည်းအဲ့အချိန်မှာပုံမမှန်တော့ဘူးပုံမမှန်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမုန်းနှောင်းရှင်မှာဆိုတော့ဟန်ဆောင်နေတယ်စိတ်ရဲ့အရင်ခံသူကဟိုတနာတတ်တယ်ဒါပေမဲ့အဲ့လိုမျိုးပေါ့တစ်ချက်တစ်ချက်မှာသူကအဲ့လိုမျိုးဟိုစိတ်ကလွတ်လွတ်တာပေါ့ယူနေရလားဆိုတော့ယူလာတော့မဟုတ်ဘူးစိတ်လွတ်ပြီးတော့အဲနင်ကောဖြည့်စမ်းဘာဖြစ်ရမလဲစိတ်လွတ်လွတ်ပြီးဒေါသထွက်ထွက်သွားတာအဲသူ့ရဲ့ character အဲ့ဒါလေးကိုပြထားတယ် မမအိလာမမမမမမရနောက်ဆုံးမမပြောလိုက်ရင်ပဲကြည့်တော့လေနောက်ဆုံးမရဲ့ idea ကိုတော့ကြည့်လိုက်နော်အဲအရင်အဲ့ဒါအဲ့ဒါတော့တကယ်နောက်ဆုံးမရဲ့ရီးကြမလားမသိပါဘူးနောက်ဆုံးမ idea လေးကချစ်လက်ချစ်စရာကိုကိုတော်ချစ်တယ်လေရီးကြပါဘူးမလို့ထင်တယ်အဲ့ idea လေးကချစ်စရာလေးအဲအဲ့လိုမျိုးလေးအဲ့လိုမဲမုံတင်ပေးတာပဲအဲသူသူကြောင့်မဲသူကအဲ့နေရာမှာဒီ idea လေးကိုဒူလေးလှုပ်သွားဆိုပြီးတော့ပြောလိုက်လို့အဲ့ idea လေးကိုလှုပ်ဖြစ်တာပြီးတော့အဲ့ idea ကလည်းတုံးတုံးမလှုပ်ဖြစ်တဲ့ idea မျိုး အဲ့လေးရနောက်ဆုံးအခန်းမှာကြည့်ကြည့်ငောမင်းပေါ်ကတော့မမနော်သူ့ကိုမင်းတို့လိုပေးထားသူကတို့တင်တို့တို့လျှော့ပေါ့သူကအဲ့လိုမျိုးပေါ့အိုက်တင်တွေအများကြီးဆိုသူကဟိုလူလူတယောက်ရဲ့ဒီ actor တယောက်ရဲ့ talents ကိုသူကကြည့်တယ်တခါလဲသူကမတင်ပေးဘူးတင်ကိုလှုပ်တက်တဲ့လောက်လှုပ်ပေါ့လှုပ်တက်တဲ့အခါကျတော့အဲ့လှုပ်တက်တဲ့ဟာကိုပုံမှန်မူတည်ပြီးတော့အမကြီးတို့လျှော့လိုက်ပါအောင်ဒါဆိုရင်နည်းနည်း over ဖြစ်သွားပြီဒါဆိုရင်နည်းနည်းလုံနေသေးတယ်တို့တင်အများနဲ့တင်ခိုင်းတာတော့ မောင်လေးနဲ့ချစ်ချင်ချစ်ကြရခိုင်းဆိုလို့ရှိရင်တင်ခိုင်းတာမဟုတ်ဘူးအပြင်မှာအငယ်တော့ဆိုတော့လောက်တက်မှာပေါ့နော်အခုကကြောကလေးနေလဲအဲ့လိုမျိုးနေလာတဲ့ခါကျတော့လောက်အားရှက်သွားတာပေါ့နော်အဲ့လိုမျိုးအဲ့လိုမျိုးလေးပေါ့မသိဘူးတနာပါရနော်ရိုးရိုးသားသားလေးအဲအဲ့ဒါကြီးကကိုယ့်ကိုလှုပ်လိုက်တာနော်အဲ့ဒါတော့ဒရိုက်တာမမဲဘုံက ဒါ dialogue ချပင်းရဲ့တဲ့လို frame ပေါ့အဲသူတို့ညံကိုကြိုးတုတ်ထားတယ်အမအဲ့ဒါသူတို့စိတ်ဆိုးပြီးတော့ dialogue တင်ပေးတယ်အဲလှုပ်တဲ့ခါကျတော့ကိုယ့်ကိုစဉ်းစားပါဘောသူတို့အဲ့လောက်တောင်ဖြစ်တယ်ဆိုရင်သူတို့ဒီလိုမျိုးလှုပ်မှာပဲပေါ့ဒါမှမဟုတ်လဲမင်းမောင်မေဟဲ့လို့ငါဒီခန်းတင်လို့ရှိရင်ငါအစင်းမြခန်းရမလားမသိဘူးငါအရင်ကျန်တာဟုတ်ဟုတ်ဒါအမဘာမှမိမထုတွေရှိတယ်တချို့တွေကလည်း share ကြတယ်ဟိုဟိုဗာလဲစပိန်စင်းဆောင်တဲ့အခါမှာကြာဖို့သူဒီလိုလှုပ်လိုက်တယ်အမှန်ကတော့ကြာဖို့နဲ့ရိုက်တယ်ခန်း အဲကြောင့်လက်ရွတ်ထားတာအဲ့ခန့်အမှန်ကတော့အပြင်မှာဆိုတော့ဒီချက်မကလွတ်ရမှာကိုကကင်မရာရှေ့မှာဆိုတော့ဒီလောက်ပဲလွတ်သွားတာနေမောတကယ်အောင်မေ့နေကြပြီးတော့မစိတ်ကူးဆိုတော့သူကဟာငနေဟိုအဲတကယ်လွတ်လိုက်ပြီထင်တာဒါပေမဲ့အဲ့ထက်မကလည်းလွတ်အာတံပြန်မှုကနောက်မှာအများကြီးပါပါသေးတယ်ပါလာအောင်မှာနောက်ထပ်လည်းလာအောင်မှာအဲ့ဘက်မှာတော့အပြည့်ရှိရမိုးနှောင်းကိုနှိမ့်ဆက်တဲ့အခါမှာကိုယ်ပြောကြမျက်စံကြီးကိုလည်းဆဲကြတာပေါ့အမေရိကန်ကတော့အဲ့မျက်စံကြီးကသူက ူကရိတာကသူဟာဒီဟိုအရန်ကောင်းတယ်အရန်အေးတယ်ဒါပေမဲ့သူဒီလိုမျိုးလက်စားသူစိတ်ကလည်းအဲ့အချိန်မှာပုံမမှန်တော့ဘူးပုံမမှန်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမုန်းနှောင်းရှင်မှာဆိုတော့ဟန်ဆောင်နေတယ်စိတ်ရဲ့အရင်ခံသူကဟိုတနာတတ်တယ်ဒါပေမဲ့အဲ့လိုမျိုးပေါ့တစ်ချက်တစ်ချက်မှာသူကအဲ့လိုမျိုးဟိုစိတ်ကလွတ်လွတ်တာပေါ့ယူနေရလားဆိုတော့ယူတာတော့မဟုတ်ဘူးစိတ်လွတ်ပြီးတော့အဲနင်ကောဖြည့်စမ်းဘာဖြစ်ရလဲမသိဘူးစိတ်လွတ်လွတ်ပြီးဒေါသထွက်ထွက်သွားတာအဲသူ့ရဲ့ကရက်တာအဲ့ဒါလေးကိုပြထားတာပေါ့ဟိုအောက်မှာသူကနှိမ့်ဆက်နေတာမုန်းနှောင်းကအပေါ်ကနေချောင်းချီတာပါသေးတယ် ချောင်းကြည့်တဲ့အခါမှာသူ့အမများပေါ်သွားပြီလားဆိုပြီးတော့သူကတစ်ချက်တစ်ချက်မိုးနှောင်တင်းလိုက်အဲ short လိုက်အဲသူကအဲ့လိုမျိုးဆက်ဆံတာပေါ့မျက်စက်နီကာရက်တာအဲ့လိုပုံစံမျိုးဖြစ်နေတာမောင်ပြန်လာမောင်လေးလို့ရတယ်မောင်ခုကောင်းမောင်းနေတာမောင်ကြည့်ရတဲ့ကောင်းမောင်းရတာစင်ရောပြင်းနေလားလို့ကဲဒီလောက်တော့သူတို့ဖြစ်နေတာဖြစ်ဆန်းဟဲဆိုပြီးတမင်တကာကို ပေးလိုက်တာအဲ့တော့မောင်ဘယ်သွားနေလဲဘယ်ရောက်နေပြီလဲကမ်းပေါင်းနေဆိုအဲသူတို့အဲ့လိုဟာမျိုးလေးပေါ့ဒါပေမဲ့အဲ့ဒါပြီးရင်သူ့ကိုလှုပ်မယ်ဆိုတာကျင်းတွက်ထားတာဖြစ်တဲ့အတွက်အရှိမလှုပ်ပေးလိုက်တာပေါ့อืมရှက်တယ်ဒီမှာဆိုမလှုပ်တတ်ဘူးအဲ့ဇာနီနဲ့အခန်းနေဆိုလို့ရှိရင်လည်းရရရဲ့ဇာနီလည်းရှက်တာပဲအဲ့ဒါဟိုမင်းမော် နှစ်ခါတော့အဲ့လိုခဏခဏပြင်းပြင်းရဲ့ပြင်းရင်းရတာပေါ့နော်အဲ့လိုအမှန်ကြီးရှက်တယ်ဆိုတာမရင်းနှီးလို့တော့မဟုတ်ဘူးအဲ့ဒီအိုက်တင်လောက်အောင်မအောင်ရှက်တာပေါ့လေဒါပေမဲ့ပြောဖို့ကောင်းပါတယ်နောက်ထင်းမင်းလက်နဲ့ဆိုရင်ထင်းမင်းလက်ကလည်းကိုယ်ကြောက်ကိုယ်နဲ့သူနဲ့လည်းမခင်မရင်းနှီးနောက်ပိုင်းကျတော့မှရင်းနှီးသွားတာအကားလည်းပြီးနှိမ့်ဆက်ဆက်ပြီးတော့တော်တော်ရင်းနှီးသွားပျော်တယ်ကိုပါတဲ့ကားလေးအဲ့လိုမျိုးပေါက်သွားရဲဆိုတော့လေပျော်တယ်အမလည်းအများကြီးမရိုက်ဖြစ်ပါဘူးရိုက်တဲ့ဇကားတိုင်းမှာအဲ့လိုမျိုးပေါ့ဟိုအဲ့လိုမျိုးတကားဆိုတကားလေးပေါက်သွားရဲဆိုတော့ဟို ပင်ပန်းရာကျိုးနေတာပေါ့နော်အဲ့လိုမျိုးလေးပေါ့အမျိုးမျိုးပေါ့တချို့ကျတော့တန်းကြီးခံလိုက်တာရှိတယ်တချို့ကျတော့လည်းပွဲကျလိုက်တာရှိတယ်ပေါ့အဲ့လိုမျိုးပေါ့လူအစိတ်လူပုံစိတ်စိတ်ပေါ့လေအဲနောက်ခါကျတော့ဒီအမျိုးသမီးတွေဆိုလို့ရှိရင်လည်းဒါအကုန်အကုန်လုံးကတော့တင်းတကြောက်ဆိုစိတ်ထားချင်းမတူကြဘူးပေါ့မမကြီးမျက်စက်နေရတော့သူကအချစ်ကြီးရဲ့အမျက်ကြီးတယ်ပေါ့အဲတော့တကောင်တဲ့ဒါပေမဲ့ချင်းသေးပေါ့တော်ရည်ကကြွက်မဟုတ်လို့အဲချင်းသေးပေါ့သူကအမိုင်ကင်းတော့ဟိုသူကဟိုဗါလဲအားငယ်တတယ်မမကြီးရဲ့မျက်စက်နေရလေအဲ့တော့ဒါပေမဲ့သူက အမြဲတမ်းငငယ်တည်းကသူကကြားကန်ကန်ထားတာကန်ကန်ထားပြီးအခုအပြင်မှာလည်းအမအဲ့တိုင်းပဲကြားကန်ကန်ထားဆိုအဲ့လိုမျိုးဒီလိုပေါ့ဟိုဘာခေါမလဲကိုယ်စိတ်ညစ်တာအာကိုယ်စိတ်ဝမ်းနေတာဆိုရှင်အမကိုကြည့်လိုက်ရှင်ဘယ်တော့မှမမြင်ရဘူးဘာလို့ဆိုတော့အမြဲတမ်းပျော့ပျော့ပဲနေတတ်တယ်အမျက်စံကြီးကလည်းဒီတိုင်းပဲအဲ့တော့ဒါမဲ့ तू ကတောင်ဝင်းကျင်မှာမိသားစုမှာဆိုလို့ရှိရင်လည်း तू ပြောက်တယ်အဲဟိုအဲ့မော်ဟိုအကုန်လုံးဟိုဒီတစ္ဆာအမြဲတမ်းကြီးစားထားတော့လဲတစ္ဆာအမြဲတမ်းဖောက်ခံတော့ तू ကအားလုံးကို तू ကမကောင်းမြင်တဲ့စိတ်နဲ့အမြဲကြားကန်ကန်ထားတာပေါ့သူ့ရဲ့စိတ်ထဲမှာတော့အမှန်ကတော့ तू ကဝမ်းနေတယ်ပေါ့ ိမ့်မယ်ပေါ့ဟုတ်ကျေးဇူးတင်ပါတယ်